ျွန်တော်ဒီ series မှာတခြား series တွေနဲ့ပတူတာတစ်ခုရှိပါတယ်ပထမဆုံး episode 1ရဲ့ title က bedtime story ပါအဲ့တော့အခုကျွန်တော်နဲ့တူတူ bedtime story ရဲ့ recap လေးကိုဖြေနိုင်ရအောင် အရင်ဆုံးပြောချင်တာဒီနေ့ဒီ premium မှာဘာပြမလဲလို့မေးတဲ့အချိန်မှာအမစီစဉ်တစ်ခုလုံးပြဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ပါဘူးအဲဘယ်လိုမှမဖြစ်နိုင်တော့ကျွန်တော်တို့က episode 1လို့ပဲအရင်တခြား series premium လို့ episode 1လို့ပဲပြလိုက်မလားဒါမှမဟုတ်ဘယ်လိုတွေပြကြမလဲတိုင်ပင်တဲ့အချိန်မှာကျွန်တော်ဆုံးဖြတ်လိုက်တာတစ်ခုရှိပါတယ်ကျွန်တော်ဇလန်နေမှာကအချို့ပြဆောင်နေတဲ့ episode 1မှာမပါသေးပါဘူး ဆိုတော့တကယ်လို့ကျွန်တော်က episode 1တခုတည်းကိုပြလိုက်ပြီးတော့ channel app မှာဆက်ကြည့်ကြပါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ပွဲတက်လာတဲ့တချို့လုံးသေးဥဆောင်တွေကိုကျွန်တော်ကအားနာရမယ်အဲ့တော့အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်က episode ဘိုင်းချင်းစီရဲ့ recap လေးတွေကိုပြမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ဒီ series မှာအခြား series တွေနဲ့မတူတာတခုရှိပါတယ်ပထမဆုံး episode 1ရဲ့ title က bedtime story ပါ ဲ့တော့အခုကျွန်တော်နဲ့တူတူ bad time story ရဲ့ recap လေးကိုကြည့်နိုင်ကြပါ တော့ကတော့ကျွန်တော်မိဘရေးရတဲ့ညာတော့ပုံကောင်းလို့မှဖြစ်တယ်။ဘာလို့လဲ။ဒီကြောင်းကကြောင်းသားဖြစ်ရဖြစ်နေတဲ့နေသားရှင်လေးရပြန်ပြီးလိုက်တာ။အမှန်တကယ်နဲ့ဒီမှာဘူးဖြစ်နေတယ်လားဒါပါပဲပို့တယ်။ဒီရတာကိုဒီဇာကားကိုပါဝင်ပူပေါင်းပြီးဝိုင်း